ဝင်ကြည့်မိကြသူအားလုံးပဲမင်္ဂလာပါဒါကတော့အကျိတ်20မြောက်20ကျိတ်အတွက်တရီတီဖြစ်နိုင်ကြည့်ကပ်ပင်နဲ့ကျွန်တော်ကနန်းနှစ်ကွက်ယူစားထားတယ်ပြီးတော့ပြီးတော့ဆက်ကွက်ဆက်ဆက်ဆက်ကွက်မျိုးတစ်ခုလည်းပါတယ်ဆိုတော့တေချာလေးကြည့်ကိုကောင်းမှထင်တာရွေးတော့ပေါ့ကြိုင်ရင်တော့မကြိုင်မတော့နဲ့ဒါဖြစ်နိုင်ကြည့်ပါဖြစ်နိုင်ကြည့်ရှိရင်ဖြစ်နိုင်ကြည့်ရှိတယ် ဆိုတော့ဒါသူ့ဟိုတာပထမဆုံးတာအလဲအလဲတိုင်းဖြစ်နိုင်ခြင်းသူကဒါနှမူဆုံးလေးယူဆလို့ရတဲ့ပုံစံလေးဖြစ်နေသူကဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ဒီလိုလေးအပေါ်အောက်လေးဒီလိုလေးကပ်ပြီးတော့နှစ်ချင်းဖြစ်တာခွန်ပိတ်ဒီပုံစံဖြစ်တယ်လို့ယူဆရတာခွန်ပိတ်ပေါ့အဲ့ဒီလိုပဲဒါနှစ်ချင်းကတော့ဖြစ်တာ ဒီတော့လုံးငါဒီတော့လုံးငါဒီလိုဖြစ်တယ်ဆိုတော့ခွန်ခွန်အလဲကိုအလဲဒါအလဲအလဲနှလုံးမှာခွန်နဲ့ကိုဒီလိုလေးဖြစ်ထားတယ်နှစ်ချိန်သုံးချိန်ဆက်ဖြစ်ရင်ဒီယူဆမှုကလည်းဖြစ်နေကြည်ရှိတာဒီတော့လုံးကိုဒီတော့လုံးကိုဒီလိုဖြစ်မယ်ဆိုရင် ဒါလေးလေတလုံးဖြစ်သွားမှာဒါဒီလိုမျိုးတွေယူမယ်ဆိုအများအများကြီးယူယူလို့ရတယ်เนาะအဲ့ဒီအများကြီးတွေတဲ့မှာဒါတိုက်ဆိုင်မှုစူးစီးမှုဒီလိုစုံစည်းမှုကောင်းကောင်းပါလေတွေကိုရွေးချယ်ပေါင်းစပ်ပြီးတော့ပြတာဖြစ်နိုင်မယ်ထင်ရင်တော့တေချာလေးနားလည်အောင်ကြည့်အချားဟာတွေနဲ့လည်းချားပြနေရတဲ့လည်းကိုယ့်ကိုယ်တွေ့ချင်းတွေ့ပြီးတဲ့အခါ ီပုံစံနဲ့ယူဆထားတယ်ဒီလေးအလယ်ဖြစ်နိုင်ကြည်ဒီပုံစံလေးသူ့ကိုထပ်ပြီးတော့မှာထပ်ပြီးတော့မှာထောက်ပံ့မှုတစ်ခုအနေနဲ့ဒီလိုဖြစ်ဆိုရင်ရတဲ့ဒီ၃လုံး၃ဒီ၅လုံး၃ပြီးတော့ဒီ၃လုံး9ဒီနှလုံးခုဒီလိုဖြစ်တယ်လို့သူသူကလည်းဒီပုံစံလေးနဲ့လက်ပြီးတော့တာ ဖြစ်ဆွဲလေးဖြစ်နေခွန်လဲကိုယ်လဲဖြစ်တာအဲ့ဒီတိုင်းသုံးချင်ဆက်ဖြစ်ရင်လဲသူတိုက်ဆိုင်မှုဆက်ရှိတယ်ဒီသုံးလုံးသုံးညာဒီနှလုံးသုံးညာဆိုတော့ဒီလေးအလဲဖြစ်နိုင်ကြလေးဒီလိုလေးနဲ့သူ့ကိုပဲရွေးချယ်လိုက်တယ်ပေါ့ဒီကပ်ပင်ယူဆမှုပြီးတဲ့အခါသူကရှင်းနှလုံးပေါင်းခြင်း ပြီးကြတဲ့ဘက်ကလည်းဟိုရှင်းနှလုံးပေါင်းခြင်းနှလုံးပေါင်းခြင်းနေဟိုမြင်မြင်သမျှထက်ထက်ပေးတာကျွန်တော်အဲ့ဒီခဏနေအကုန်ထိုးတယ်ဒါပေမဲ့ပေါင်းခြင်းတန်ဖို့တူမှမတူမတူတော့လွှဲတာပေါ့တကယ်လို့ရှင်းနှလုံးပေါင်းခြင်းငါနှလုံးပေါင်းခြင်းငါဆိုရက်ဖြစ်နိုင်ကြည့်ကိုတွေးခဲ့ရင်ပောက်တာပေါ့ပောက်ွက်ပါတာပေါ့တိုက်ဆိုင်မှုတော့မရှိခဲ့ဘူး ဒီဒီချိန်တော့တိုက်ဆိုင်ကြီးတိုက်ဆိုင်မှာပဲဒီနှလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုနှလုံးပေါင်းခြင်းတုံညာနှလုံးပေါင်းခြင်းနှစ်ဒီလိုဖြစ်တယ်အဲ့ဒီလိုဖြစ်ပြီးတဲ့အချိန်မှာဒီမှာဒီသုံးလုံးပေါင်းဒီသုံးလုံးပေါင်းခြင်းရဲ့တုံညာနှလုံးပေါင်းခြင်းတုံညာသုံးလုံးပေါင်းခြင်းတုံညာဒီလိုလေးလိုက်ဖြစ်တယ်လို့ယူဆခြင်းဒီနှစ်အပေါ်နှစ်ချိန်မှာ မှန်နေတာပဲဆိုတော့ तू ကဒါရှင်းနှလုံးပေါင်းခြင်းတန်ဖိုးက6လို့ဖြစ်တယ်ဒီမှာ6 6နှလုံးပေါင်းခြင်း2ဒီမှာလည်း9 6သုံးလုံးပေါင်းခြင်း2ဆိုရက်ကရှင်းနှလုံးပေါင်းခြင်းတန်ဖိုး5ဖြစ်တာပဲဆိုတော့2ချိန်ဖြစ်တာ3ချိန်ဒီပုံစံအတိုင်းဆက်ဖြစ်ရင် ဒါဒါလည်းဖြစ်နိုင်ခြင်းရှိတာဆက်ဖြစ်ရင်ဖြစ်နိုင်ခြင်းရှိတာဖြစ်မဖြစ်တော့မသိဘူးအပေါ်နှစ်ချိန်တော့ဖြစ်ထားတာဆိုတော့ဒီနှလုံးပေါင်းခြင်းတင်ဒီသုံးလုံးပေါင်းခြင်းတက်လို့ဆက်ပြီးတော့ဖြစ်အောင်မယ်ဆိုရင်ရှင်းနှလုံးပေါင်းခြင်းတန်ဖို့နှစ်လို့ထည့်ပြရဆိုတော့လေးအလက်တစ်လုံးကိုယူထားတယ်ရှင်းနှလုံးပေါင်းခြင်းနှစ်ဆိုရင်ရှစ်ထိတ်တစ်လုံးထည့်ပြလိုက်တာဆိုတော့ရှစ်ထိတ်ရှစ်ထိတ်ဖြစ်သွားဆိုတော့အဲ့ဒီရှစ်ထိတ်ကလေ ဒီပုံစံလေးနဲ့ဆိုသူကအဝင်ကွင်းချဖြစ်မှုရှိတယ်အဝင်ကွင်းချဖြစ်နေတယ်ဒီမှာ6 6ဒီမှာ6ထိပ်ဒီလိုသုံးလုံးပေါင်းခြင်း6ဆိုပြီးတော့သုံးလေးကိုဆိုပြီးတော့သုံးလုံးပေါင်းခြင်း6လို့ဖြစ်တယ်ကိုထိပ်ကိုထိပ်ဖြစ်တယ်လို့ဒီပုံစံယူဆကြည့်ရတယ်နှစ်ကြိမ်ဖြစ်တာဒီမှာကိုကိုထိပ်ဖြစ်တယ် ဒီသုံးလုံးပေါင်းခြင်း၉လို့လိုက်ဖြစ်တယ်။၆၆၃ဆိုရက၆ထည့်ဖြစ်တယ်။ဆိုတော့ဒီပုံတား၂ချိန်ဖြစ်တာပဲ။၃ချိန်ဆက်ဖြစ်ရင်ဒီမှာ၆ဒီမှာ၆ဖြစ်တယ်။ဒီသုံးလုံး၆ဒီလိုဖြစ်မယ်ဆိုရင်ရှစ်ထည့်ကိုတိကြတယ်။ဆိုတော့ ရှစ်ထိတ်လေးရှစ်ထိတ်လေးအလဲရှင်နှလုံးပေါင်းခြင်းနှစ်ယူဆလိုက်ပြီပြီးတခါအပိတ်အပိတ်ကိုတော့ဒါသုံးညတလုံးယူဆတာပြီးခဲ့တဲ့အချိန်တော့လည်းဒါသုံးညတလုံးဘယ်မှပါမလဲမသိဘူးဘာနဲ့ကြီးရှိတယ်ပါတော့ပါတယ်ကနန်းကနန်း6လုံးရဟိုထိတ်ဆုံးမှသွားပါဆိုတော့ဒါဒီ chair ဆိုတာကသူကထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးစုကြည့်ရဲ့နောက်၃လုံးသူကကဏ္ဍ၆လုံးကိုအရင်နှိုက်တယ်ပြီးတော့မှနေရာတွေပြန်ချတယ်အဲ့ဒါမှကန္တရာစကားပြောတော့တာကိုကဏ္ဍ၃လုံးပါရင်တောင်မှအဲ့ဒီလိုနေရာပြန်ချတဲ့အချိန်မှာနောက်ဖက်မှာအစီအစီအစဉ်တကြဖြစ်သွားမှာပောက်ွက်ဖြစ်မှာကဏ္ဍ၆လုံးထဲမှာကိုကဏ္ဍနေပါတယ်တောင်တစ်လုံးမြောက်တစ်လုံးရှေ့ရှေ့မှာတစ်လုံးနောက်မှာနှလုံး အဲ့ဒါမျိုးတွေရှောက်ဖြစ်နေရင်လည်းဒါပောက်ကွက်နဲ့ဝင်းနေအောင်ပါဒီဆိုတာကံပဲကံကောင်းမှတက်တက်တွန်းမှဆိုတော့ဘီတွက်နေရတော့ဘလို့အတွက်အတွက်ကြိုက်တယ်လို့အတွက်ကံကောင်းမှတက်တက်တိုးတာဒါကြီးရွေးချယ်မှုလုပ်ဖို့အတွက်ကတော့တွက်ချယ်မှုကတော့တွဲပေးရမှာနော်ဘာဘာသွားရွေးဘူးအကွက်တထောင်ပါပြီးတော့ ဒါအပိတ်အပိတ်ကိုဒါဒါပထမဒီလိုလေးယူဆကြည့်တယ်သူကဒါနှစ်ကြိမ်ဖြစ်ကို၃ကြိမ်လိုက်ပြီးတော့ယူဆကြည့်တာဒီ၃လုံး၃ညအဲ့ဒီအဲ့ဒီလို၃လုံး၃ညဖြစ်တယ်ဒီမှာ668ဆိုပြီးဒီလို၃လုံး၃ညဖြစ်တယ်ရှေ့ပိတ်အဲ့လိုပဲဒီမှာနောက်ထပ်တစ်ကြိမ် ုံးလုံး၃ညလို့ဖြစ်တာဒီမှာလဲတုံးလုံး၃ညဆိုပြီးတော့686ဆိုပြီးထပ်ပြီးတော့ဖြစ်တာဆိုတော့ဒါနှစ်ကြိမ်ဖြစ်ထားတယ်လို့ယူဆကြည့်လိုက်တယ်၃ကြိမ်ဆက်ပြီးတော့မှယူဆရင်၃ကြိမ်ဆက်ယူမယ်ဆိုရင်ဒီတုံးလုံးပေါင်းကြည့်ရင်၄လေငါငါဆိုတော့တုံးလုံးလေးအဲ့ဒီတိုင်းသူ၃ချိန်ကွက်တိပုံစံ ဒီအပေါ်နှစ်ကြိမ်တိုင်းပုံစံတူလေးလိုက်ဖြစ်အောင်မယ်ဆိုဒီသုံးလုံးမှာလည်းဒါလေးလို့လိုက်ပြီးတော့ဖြစ်အောင်မှာဆိုရင်တော့သုံးညတစ်လုံးကိုထည့်ရအောင်ဒီပုံစံဆက်ဖြစ်ရင်သုံးညပိတ်တစ်လုံးဖြစ်နိုင်ခြင်းရှိတယ်ပြီးဒီသုံးညတစ်လုံးမှာလည်းဟုတ်မှာသုံးသုံးညကိုဆိုပြီးတယ်အဲ့ဒီသုံးညမပေါ်လာလေတော့ဆိုတော့ဒါဒီလိုလေးပါထားတော့မစိုးဘူး ီးတဲ့ကဒါကဒါကပုံစံတစ်ခုပြီးတော့နောက်ထပ်တစ်ခုဒါက၃လုံးပေါင်းခြင်းနဲ့သွားတာဒီတကနှလုံးပေါင်းခြင်းနဲ့လည်း तू ကယူရင် तू ကကွတ်တိကြနေသေးတယ်နှစ်ကြိမ်နှစ်ကြိမ်ကွတ်တိကြနှစ်ကြိမ်ကွတ်တိကြတယ်သုံးကြိမ်လည်းကွတ်တိလာဆုံးတယ် तू ကဒီလိုဒီမှာဒီ၃လုံးပေါင်းခြင်းလေးဒီ၃လုံးပေါင်းခြင်းလေးဒီလိုဖြစ်တာဒီလို ၄သုံးလုံးပေါင်းခြင်း၄နှစ်66သုံးလုံးပေါင်းခြင်း၄ဒီလိုလေးဖြစ်တာဆိုတော့အဲ့ဒီသုံးလုံးပေါင်းခြင်း၄၂ခုပါဒီမှာဒီမှာ၅၄၄သုံးလုံး၄ဒီမှာ၆၈နှလုံးပေါင်းခြင်း၄ရှင်းပိတ်ဖြစ်တယ်လို့ယူရင်လည်းတာမှန်ပါပဲဒုတိယ၆၆နှစ်သုံးလုံးပေါင်းခြင်း၄ဒီမှာ ရှစ်ချနှလုံးပေါင်းခြင်းလေးဒီလိုဖြစ်တယ်လို့ယူရင်လည်းဒါရှစ်ပဲ၆ပဲဟာဖြစ်နေတာပဲနှစ်ချိန်၃ချိန်သူကလည်း၃ချိန်ဆက်ဖြစ်အောင်မယ်ဆိုငါငါ၆သုံးလုံးပေါင်းခြင်း၆အဲ့ဒီ၆ကလည်းနှလုံးပေါင်းခြင်း၆ဆိုတော့ဒီလိုဖြစ်အောင်မယ်ဆိုနှလုံးပေါင်းခြင်းနဲ့ပဲယူယူသုံးလုံးပေါင်းခြင်းနဲ့ပဲယူယူ၃ချိန် အပေါ်နှစ်ချိန်မှာကွက်တည်းပဲသုံးချိန်အထိလည်းသူကစုံစည်းမှုလေးရှိနေတယ်။ဆိုတော့ဒီသုံးညပိတ်တလုံးကိုထည့်သွင်းယူလိုက်တယ်။ဆိုတော့ဒီသုံးညပိတ်တလုံးကိုထည့်လိုက်တဲ့အချိန်မှာသူကနောက်ထပ်တိုက်ဆိုင်မှုလေးတစ်ခုပေါ်လာတယ်။သူကတော့အကွက်တရာမုံနဲ့သူကကွက်တည်ကြတယ်။အကွက်တရာမုံတော့ဆက်ွက်မဟုတ်ဘူးအကွက်တရာ။သူကဒီလိုဒီမှာဒီနှလုံးပေါင်းခြင်းအငား ီနှလုံးပေါင်းခြင်းငါဖြစ်တယ်သူကဒီလိုကိုထိတ်ဖြစ်တယ်သူကတပြိုင်တည်းဖြစ်တာကိုထိတ်ဖြစ်တယ်နှလုံးပေါင်းခြင်းငါလို့ဖြစ်သွားတယ်အဲ့ဒီချိန်မှာနောက်နှလုံးပေါင်းခြင်းရယ်ငါလိုလိုက်ဖြစ်တယ်ခွန်ရှိကိုခွန်ရှိလို့ဖြစ်သွားဒုတိယအချိန်ဒုတိယအချိန်မှာလည်းဒီမှာ6ထိပ်6ထိပ်ဖြစ်တယ်6ထိပ်ဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်းခြင်းငါလိုပဲဖြစ်တယ် နှလုံးပေါင်းခြင်းငါလို့ဖြစ်ပြီးတဲ့အချိန်ဒီမှာနောက်နှလုံးပေါင်းခြင်းရလဲငါလို့ပဲဖြစ်တယ်ဆိုတော့696ဖြစ်သွားဆိုတော့တော့ထိတ်နဲ့ထိတ်ကြောင်နောက်တွဲဖြစ်လာထိတ်ပြောင်းရင်နောက်တွဲတန်ဖိုးပြောင်းသွားမှာဆိုတော့ကနန်ထိတ်တလုံးမှာနောက်တွဲ10တွဲထွက်မှာဆိုတော့ထိတ်ကနန်10လုံးရှိတော့ထိတ်10လုံးပေါ့ ိစေလုံးထည့်ရင်ဒါထိတ်တလုံးမှာ10ကွက်10ကွက်နှုံးနဲ့ကနန်း10လုံးဖြစ်မယ်ဆိုရင်ဒါထိတ်10လုံးဖြစ်မယ်ဆိုရင် အကွက်တရာဖြစ်သွားမှာဖြစ်မဖြစ်တော့မသိဘူးတကယ်တမ်းဖြစ်မယ်ဆိုကျွန်တော်ထိုးရတယ်ဒါမှန်ဖြစ်မဖြစ်ကိုမှမသိတာဆိုတော့ဒီလိုပဲအဲ့ဒီအထက်ပဲရွေးချယ်ပြီးတော့တုံးတာပေါ့ဒီမှာဒီနှလုံးပေါင်းခြင်း lee ဒီနှလုံးပေါင်းခြင်းလေးဆိုတော့ရှစ်ထိတ်ဖြစ်လို့ရှစ်ထိတ်ကိုယူဆထားလို့ရှစ်ထိတ်ဖြစ်လို့ဒီနှလုံးပေါင်းခြင်းလေးဖြစ်တယ်တကယ်လို့ဒီနေရာမှာအခြားထိတ်ဆိုလို့ရှိရင်ပေါင်းခြင်းတန်ဖိုးပြောင်းသွားမှာသုံးညဆို6တစ်ဆို9နှစ်ဆို8ဒီလိုတွေဖြစ်မှာဒါဆိုရင်ထိတ်စီတန်ဖိုးပြောင်းလာတဲ့ဒီနောက်နှလုံးပေါင်းခြင်းတန်ဖိုးပြောင်းပြောင်းပါမှာဆိုတော့အခုရှစ်ထိတ်ကိုယူထားတဲ့အတွက်ဒီနှလုံး6နဲ့8နဲ့ပေါင်းနှလုံးပေါင်းခြင်း၄အဲ့ဒီနှလုံးပေါင်းခြင်း၄ဟာ ဒီလိုနှလုံးပေါင်းခြင်းလေးထပ်ဖြစ်ဆိုရင်ဒီမှာလေးတောင်ရကွတိကြတယ်သူတို့အဲ့ဒီလိုတိုက်ဆိုင်မှုလေးစုံစည်းမှုလေးတွေ ਨੇ ဒါရှင်းလေးတောင်ရဆိုတာအကွက်တရာမူတဲ့ဟာတကွက်ဒီလိုယူဆလိုက်တယ်ဆိုတော့ဒါရှင်းလေးတောင်ရကံကောင်းရင်ဆက်ဖြစ်ပြီးတည့်တည့်ကြမှာပဲပြီးတဲ့ခါနောက်ထပ်တကွက်နောက်ထပ်တကွက်ပဲဒီကနေ့ ရှစ်လေးလေးဆိုတဲ့ကန္တတကွက်သူကတော့သူ့ကိုထပ်ပြီးတော့ယူဆလို့ရတယ်သူကဒီလိုဖြစ်တာသူကတော့ရှစ်နောက်ပေါင်းခြင်းနဲ့နောက်ပေါင်းခြင်းနဲ့ထပ်ထည့်ဒီသုံးလုံးပေါင်းခြင်းတန်ဖိုးပါကိုဒီသုံးလုံးပေါင်းခြင်းတန်ဖိုးပါနှစ်သုံးလုံးပေါင်းခြင်းကိုသုံးလုံးပေါင်းခြင်းနှစ်ဒီလိုဖြစ်တာအဲ့ဒီအဲ့ဒီပေါင်းခြင်းတန်ဖိုးနှစ်ခုပါဒီလိုလေးတိုက်ဆိုင်မှုရှိတာ ဒီမှာတော်လုံးပေါင်းခြင်းကိုဒီလိုတော်လုံးပေါင်းခြင်းကိုလေးခွန်ရှစ်ဆိုပြီးတော့တော်လုံးပေါင်းခြင်းကိုဖြစ်တယ်ဆိုတော့ဒါနောက်နှလုံးပေါင်းခြင်းတန်ဖို့ထွက်တာပေါ့နောက်နှလုံးပေါင်းခြင်းငါမြင်မြင်တော့မြင်ရမြင်ရမလားမသိဘူးဒါလိုင်းနေနေစိတ်တော့နည်းနည်းရေးရခတ်သွားဆိုတော့ဒုတိယအချိန်မှာလည်းဒီမှာဒီတော်လုံးပေါင်းခြင်းနှစ်ဒီမှာ ခွန်96ဆိုပြီးတော့သုံးလုံးပေါင်းခြင်းနှစ်ဒီလိုဖြစ်တယ်ဆိုတော့နောက်နှလုံးပေါင်းခြင်းတံပေါ်9လိုပဲထွက်တယ်ဒါနောက်နှလုံးပေါင်းခြင်းတံပေါ်2ချိန်မှတ်ထားတယ်3ချိန်ဆက်ဖြစ်ပြီးဒီသုံးလုံးပေါင်းခြင်းတံပေါ်ခွန်64ခွန်ဆိုတော့သုံးလုံးခွန်အပေါ်ဒီအပေါ်2ချိန်မှာတော့မှဒီသုံးလုံးပေါင်းခြင်းတံပေါ်တွေဒီလိုပုံစံလေးနဲ့တွင်ညီမှုဖြစ်နေတယ်၃ချိန်ဆက်ပြီးတော့တိုက်ဆိုင်သွားရင် ဒီသုံးလုံးပေါင်းခြင်းရလဲခွန်လို့ပဲဆက်ဖြစ်သွားဒါဆိုရင်ကိုယ်တလုံးရှိနေတယ်သုံးလုံးခွန်ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းတန်ဖို့ရှစ်လို့ထည့်ပြရဒါဆိုရင်လေးလေးအလဲရှိနေတော့ရှစ်လေးလေးပေါ့ဒီလိုယူဆလိုက်တယ်ရှစ်လေးလေးပြီးတော့ဒီမှာဒါရှစ်ထိတ်ကြောင့်ရှစ်ထိတ်ဖြစ်တယ် နှလုံးပေါင်းခြင်း၄ဖြစ်တယ်အဲ့နှလုံးပေါင်းခြင်း၄ရနောက်နှလုံးပေါင်းခြင်း၄ဖြစ်ဆိုတော့အဲ့ဒီပုံစံနဲ့ယူဆထားတဲ့အနန္တာ၈၄ရှစ်ပေါင်းခြင်းနောက်ပေါင်းခြင်းနဲ့ပေါင်းစပ်ထားတာ၈၄၄ဒီလိုဒီလိုကနက်နက်ကွက်ကိုအဓိကယူဆလိုက်တယ်ပြီးတဲ့အခါဒီမှာဒါဆက်ကွက်မူပဲအကွက်တရားမူကတော့ရေးရေးပြမလဲဘယ်သူမှလည်းကြိုက်မှာမဟုတ်ဆက်ကွက်မူလောက်ကတော့ရွေးချယ်ရလဲကောင်းတယ် ဆိုတော့ဒီမှာရှင်းနှလုံးပေါင်းခြင်းနှစ်နောက်နှလုံးပေါင်းခြင်းရှစ်ရှင်းနှလုံးပေါင်းခြင်းနှစ်နဲ့နောက်နှလုံးပေါင်းခြင်းရှစ်ဆက်ဆက်ကွက်မှုအသုံးပြုလို့ရတယ်ကိုကြိုက်တဲ့ထိတ် break အပိတ်အလဲဘာညာတာရကာတွေနဲ့တာကြိုက်တာရှိရင်အရင်သဘောလေးပေါင်းဆက်ထည့်ထိုးခြင်းထိုးလို့ရအောင်ရေးပေးလိုက်မယ်ဆိုတော့ရှင်းနှလုံးပေါင်းခြင်းနှစ်ဆိုလို့ရှိရင်ဒါ၃ညနှစ်၃ညထိတ်ဆိုလို့ရှိရင် နှစ်အလင်ဖြစ်ပါနောက်နောက်လို့ပေါင်းရင်ရှေ့ဆို6သုံးရနှစ်6ပြီးရင်တစ်တ9ပြီးတော့နှစ်သုံးရ8ပြီးတော့သုံးကိုကိုဒီလိုလေသူ break တရလဲတပွင့်တိလိုက်လိုက်ပြီးတော့တိုးသွားတယ်ဒီမှာ shift break go break set break 30 3ည1နှစ်ပေါ်ကျလို့သွားမှာ ပြီးတော့လေရှိတုံညာဟုတ်တယ်လေလေရှိတုံညာပြီးတဲ့ခါငါခွန်တီးချောင်းချောင်းနေခွန်ငါတော့ပြီးတော့ဒီမှာရှင်းလေးလေးရှင်းလေးလေးရဒီမှာယူပြီးသားမလို့မထည့်တော့ကိုတုံးကကိုတုံးကဆိုရကခွန်သူက ခွန်ရှိကိုတုံညတင်းနှင့်3 4 6သူက break တရားလဲသူက1 2 1 2 0ပဲ break တရားအဲ့လိုသွားဆိုတော့ဒါကိုကြိုက်တဲ့ကဏ္ဍလေးတွေဒါနောက်ပိုင်းမှာတွေ့ရင်ဒါထက်သုံးကျင်သုံးဖို့ဒီလိုသုံးပြလို့ရတယ်ပြီးတဲ့အခါမှာဒါပထမယူဆပထမယူဆမှုမှာရှင်းနှလုံးပေါင်းခြင်းနှစ်ကိုရှစ်ထိတ်လေးအလယ်နဲ့ဒါ ယူဆထားတာဒီကနနှစ်ခွက်ပြီးတော့ तू ကနောက်ထပ်ယူဆမှုအနေနဲ့ဒီလိုယူဆရင်လည်း तू ကရသေးတယ်ဒီလိုလေးထိတ်လေးထိတ်ရှစ်အလဲနဲ့လည်း तू ကယူဆလို့ရသေးတယ်ဆိုတော့ဆက်ဆက်ပွဲမှုနဲ့ပေါင်းစပ်တော့မှာဆိုရင်ဒီကနတစ်ခွက်လည်းဒါထည့်ထွက်ခြင်းတို့အဲ့ဒီကနတစ်ခွက်အလဲ तू ဖြစ်နေကြည်ချာကနနေတဲ့ဟိုကောင်းတယ်လို့တွေးကြည့်လို့ရတယ်ပြီးတော့ဒီ အဲ့ဒီလေးလေးရှိလေးထိတ်ရှိအလင်းနဲ့ပတ်သက်တဲ့ကဏ္ဍတစ်ခွကျွန်တော်ထပ်ပြီးတော့ယူဆပြဒီကမှာတော့ကဏ္ဍ6လုံးနဲ့ယူဆပါပထမယူဆမှုမှာရှစ်ထိတ်လေးအလင်းနဲ့ရှင်းနှလုံးပေါင်းခြင်းနှစ်အဲ့ဒီလိုပုံစံနဲ့ယူဆတယ်ဒီတစ်ခါမှာတော့သူကလေးထိတ်ရှစ်အလင်းနဲ့ ရှင်းနှလုံးပေါင်းပြီးနှစ်နှစ်ဖြစ်နေတယ်ပေါ့အဲ့ဒီပုံစံနဲ့ तू ကကနန်းထွက်တယ်ဆိုတော့ तू ကဒီလိုလေးယူဆထားတယ် तू ကတော့ထိတ်လဲပိတ် break ဒီလိုမျိုးစုံစည်းလိုက်တယ်စုံစည်းပြီးတော့ကနန်းတကွက်ဆက်ပြီးတော့ယူဆကြည့်လိုက်တယ်ဒီမှာ तू तू ဖြစ်စဉ်ကဒီလိုလေးဒီသုံးလုံးပေါင်းခြင်းတော့ဒီသုံးလုံးပေါင်းခြင်းတော့ဒီသုံးလုံးပေါင်းခြင်းတော့ ဒီလိုလေးတွေ့ညင်မှုလေးဖြစ်တာဒါကဒါကနန်း6လောက်ပေါ့ထွက်ပြီးတဲ့ကနန်းနေစောစောပြောပြသလိုပဲဒီမှာ၃ညတစ်လုံးမှာပါတော့ပါတာဟိုထိတ်ဆုံးဒီမှာနိုင်ငံနဲ့မဆိုင်တဲ့နေရာမှာတော့ပါသွားတယ်တကယ်လို့ဒီဘက်ဒီဘက်ထဲမှာပါရင်လည်းပောက်ကနန်းမရှိဘူးတွဲလို့ရတဲ့ကနန်းပေါင်းမပေါင်းဆိုတော့ဒါပြီးရတော့ပြီးစီတော့ပေါ့လား80သွားရင် ဒါယူဆထားတဲ့အတိုင်းဖြစ်ရင်ဒီလိုဖြစ်မှာဖြစ်မဖြစ်တော့မသိဘူးဖြစ်နိုင်ကြရတော့ဖြစ်နိုင်ကြကွက်တည်ရှိနေတာပဲဆိုတော့သူ့ဒီဒီလိုသုံးလုံးပေါင်းခြင်းသုံးနေသုံးချိန်ဖြစ်ထတာ ਨੇ ပတ်သက်ပြီးတော့အမြင်အထင်အတိုင်းပဲဒီလိုဆက်ပြီးတော့ယူဆကြည့်သုံးလုံးပေါင်းခြင်းသုံးနှလုံးပေါင်းခြင်းသုံးကိုယ်ထက်သုံးလုံးပေါင်းခြင်းသုံးနှလုံးပေါင်းခြင်းသုံး 6ထက်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 ဒီလိုဖြစ်တာလေသုံးလုံးပေါင်းခြင်း3ချိန်ဖြစ်တာလေနှစ်ချိန်ကနှလုံးပေါင်းခြင်း3နှလုံးပေါင်းခြင်း3ဖြစ်ဖြစ်နေတယ်လို့ယူဆလိုက်တယ်ဆိုတော့ကသုံးချိန်မြောက်ကိုလည်းအဲ့ဒီတိုင်းပဲဆက်ပြီးတော့ယူရတော့မှာပဲဒါဆိုရင်ဒီမှာသုံးလုံး3နှလုံး3လို့ထပ်ဖြစ်ဖြစ်လေးထိပ်လေးထိပ်ဖြစ် ဆိုတာလေထီတလုံးပြီးတဲ့အခါအလဲတလုံးအလဲတလုံးကဒီပုံစံဒီတုံးလုံးတုံးဒီလိုတုံးလုံးပေါင်းချင်းတုံးလို့ဖြစ်တယ်ဒီငလုံးပေါင်းချင်းတုံးလို့ဖြစ်တယ်ဒီလိုယူဆကြည့်တာဆိုရင်ခွန်အလဲဒုတိယအခြေဒီတုံးလုံးပေါင်းချင်းတန်ဖို့ခွန်ဒီနှလုံးပေါင်းခြင်းတန်ဖို့ခွန် ဒါယူဆအောင်မို့ရတော့နှစ်ကြိမ်ဟာကွက်တီဖြစ်နေတာဆိုတော့ဒါနှစ်ကြိမ်ပြီးမှသုံးကြိမ်လာမှာသုံးကြိမ်လည်းဖြစ်ချင်းဖြစ်မှာပေါ့နှစ်ကြိမ်နှစ်ကြိမ်ထိတော့ဖြစ်သွားပြီဆိုတော့ခွန်လည်းကိုယ်လည်းဒီပုံစံလေးယူဆရင်ထွက်တယ်အဲ့ဒီတိုင်းဆက်ဖြစ်ရင်ဒီသုံးလုံးပေါင်းခြင်းရလေဒါကြောင့်ဒီလိုနှလုံးပေါင်းခြင်းလေလို့ဒါသုံးခြင်းဆက်ပြီးတော့ဖြစ်ခဲ့ရင် ရှေ့အလယ်ဖြစ်မှာဆိုတော့ပထမယူဆမှုမှာရှေ့နှလုံးပေါက်ခြင်းနှစ်ဖြစ်နေကြီးရှိတယ်အဲ့ဒီယူဆမှုမှာရှစ်ထိတ်လေးအလယ်နဲ့ယူဆထားတယ်ခဏနှစ်ကွက်ဒီမှာတော့ရှေ့နှလုံးပေါက်ခြင်းနှစ်ကတော့တိုက်ဆိုင်မှုရှိတယ်ဒါပေမဲ့လေးထိတ်နဲ့ရှေ့အလယ်ဖြစ်သွားတယ်ဖြစ်ချင်တယ်လို့ဖြစ်ကိုယူဆထားတဲ့အတိုင်းဖြစ်ဖို့ပဲလိုတာဆိုတော့ဒီမှာလေးရှိအဲ့ဒီလိုဖြစ်ပြီးတဲ့အချိန်မှာ သူနဲ့ဒီဒီဖြစ်နိုင်ကြီးဒီမှာအပေါ်နှစ်ချိန်မှာဒီလိုဒီလိုလေးမြင်ထားတယ်ဒီလိုထင်ထားတယ်ပေါ့မြင်ထားထင်ထားတယ်ဒီသုံးလုံးပေါင်းခြင်းလေးဒီသုံးလုံးပေါင်းခြင်းတင်ဒီလိုဖြစ်ပြီးတဲ့ချိန်မှာဒီသုံးလုံးပေါင်းခြင်းလေးဒီသုံးလုံးပေါင်းခြင်းတင်ဆိုပြီးတော့ဒီမှာဖြစ်တာဆိုတော့ဒီသုံးလုံးပေါင်းခြင်းလေးလို့ဖြစ်တယ် ဒီမှာသုံးလုံးပေါင်းခြင်းလေးလို့ဖြစ်တယ်ဆိုရတာ brain လေးအဲ့ဒီလိုပဲဒီဘက်မှာသုံးလုံးပေါင်းခြင်းတက်လို့ဖြစ်တယ်ဒီမှာသုံးလုံးပေါင်းခြင်းတက်လို့ဖြစ်တယ်ဆိုရတယ် brain တက်အဲ့ဒီတိုင်းသုံးချိန်ဆက်ဖြစ်ဒီမှာသုံးလုံးပေါင်းခြင်း6လို့ဖြစ်တာအပေါ်နှစ်ချိန်တော့ brain ဖြစ်နေအပေါ်နှစ်ချိန်ရလဲအပေါ်နှစ်ချိန်မှာတော့မှဒီလိုလိုက်ပြီးတော့တွင်ခြင်းမှုလေးရှိတယ်သုံးချိန်ဆက်ပြီးတော့တွင်ခြင်း ဒီသုံးလုံးပေါင်းရင်6လို့ပြန်ပါဒါဆိုရင်6ခုရိ၄ရှိ၄ရှိလေးထိတ်ရှစ်အလယ်နဲ့6ပရိဆိုရင်လေးတလုံးထည့်ပေးရပြီပေါ့လေးတလုံးထည့်ပေးလိုက်ရင်6ပရိဖြစ်ပြီဒီလိုဒီလိုဖြစ်သွားမှာဆိုတော့အဲ့လိုထည့်ပေးလိုက်တဲ့ဒီလေးရတယ်၃ချိန်မြောက်သူကနဲ့သူ ယူဆလို့ရတယ်အပိတ်ဖြစ်နေကြီးရှိတယ်ဖွဲ့တည်လို့ဒီ၃လုံးပေါင်းခြင်းရှိဒီ၃လုံးပေါင်းခြင်းရတဲ့အဲ့ဒီရှင်းနဲ့တဲ့ဖြစ်တဲ့အချိန်မှာဒီ၃လုံးပေါင်းရှိဒီ၃လုံးပေါင်းတဲ့ဒီလိုဖြစ်တာလေနှစ်ချင်းဒီဘက်ချမ်းမှာလည်းဒီ၃လုံးပေါင်းခြင်းရှိဒီ၃လုံးပေါင်းခြင်းတဲ့ဒီလိုဖြစ်တာဆိုတော့ဒီမှာ၃လုံးရှိလို့ဖြစ်တယ်၃လုံးရှိတပ်ပွင့်ကြီးဖြစ်တယ် ဒီမှာတော်လုံးတက်လို့ဖြစ်တယ်ဒီဘက်ချက်မှာလည်းတော်လုံးတက်လို့တဘုန်းကြီးဒါလိုက်ပြီးတော့ဖြစ်တာဆိုတော့၈ပိတ်၆ပိတ်ဒီပုံစံလေးဖြစ်တယ်လို့ဒါအပေါ်နှစ်ချင်းဖြစ်ထားတယ်လို့ယူဆရပြီအဲ့ဒီတိုင်းဆက်ပြီးတော့ဖြစ်ရင်ဒီတော်လုံးပေါင်းခြင်းကိုဒီတော်လုံးပေါင်းခြင်းကိုဆိုရက်ကသူကလည်းဒါ၃ချင်းကွက်တီကြတယ်ဆိုတော့ထိတ်လဲပိတ်ပရိတ် ကွတ်တီဆုံးနဲ့လေးရှိလေးဆိုရကနတက်ကွတ်တက်ကွတ်ပဲယူစားလိုက်လေးထိုင်ရှေ့လဲလေးပိတ်နဲ့ချောက်ပြဲဆိုတော့ပထမယူစားမှုရမှာဆက်ပဲမှုရမှာလေးရှိသုံးညဆိုရကနလေးပါနေလို့အဲ့ဒီကနလေးကိုကျွန်တော် marking ပေးလိုက်တာဆိုတော့သုံးညပိတ်ကလည်းဖြစ်နိုင်ချေရှိနေတယ်ဒီလို ပေါင်းစပ်ပြီးတော့ယူဆဖို့နှစ်ခုပေါင်းစပ်ပြီးတော့ယူဆလိုက်တယ်ဒါအဓိကကျတာကနက်၃ခွက်ပေါ့ကိုကောင်းမထင်တာကရပြီတော့ကြိုက်တဲ့ကနက်ပါရင်ထိုးကြိုက်တဲ့ကနက်တချို့တွေကတကနက်နေပဲကနက်နေဒါမျိုးတွေရှိအဲ့ဒါတွေနဲ့အကျုံးဝင်နေဆိုရင်လည်းမထိုးနဲ့ကိုကြိုက်မှလောက်ဒါဖြစ်နိုင်ကြီးပဲဖြစ်ရှင်မှဖြစ်မှာဖြစ်ရှင်လည်းဖြစ်သွားမှာယူဆထားတဲ့အတိုင်းကွက်တီဖြစ်ရင်တော့ကွက်တီပဲဖြစ်မှာ ဆိုတော့အဲ့ဒီလိုကွက်တီဖြစ်ပါစေလို့ပဲညွှန်လင့်ပါတယ်ဆုတောင်းပေးပါတယ်ကံကောင်းကြပါစေကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နေမယ်ဆိုရင် VPN ခံပြီးတော့တည်တည်ချာချာတဆင်းချင်းနားလည်အောင်ကြည်ပါပြီးတဲ့အခါမှာကြိုက်လားမကြိုက်လားကိုယ်ပညာနဲ့သုံးသပ်ဆုံးဖြတ်ပြီးတော့မှရွေးချယ်တော့ကံကောင်းရင်တက်တက်တွန်းပါပဲကံကောင်းကြပါစေ ဒီအကျဉ်း20မှာကံကောင်းပြီးတော့တက်တက်တိုးကြပါစေဆုတောင်းပေးပါတယ်